ိုရင်းဗျာကျွန်တော်တွေးနေရတဲ့အဲအကြောင်းအရာတွေမှာတစ်ခုရှိတယ်အဲ့ဒါကရခိုင်ပြည်နယ်ကိစ္စအခု USA ဖြတ်လိုက် USA ဖြတ်လိုက်တော့ဘင်္ဂလားဒေ့ရှ်ကဒီအာရှနိုင်ငံ86နိုင်ငံပေါ့ဗျာသူတို့တွတ်ထားတာအဲ86နိုင်ငံလုံးမှာအကြီးမားဆုံးအထောက်ပံ့ရတာဘင်္ဂလားဒေ့ရှ်တနည်းကိုအမေရိကန်ဒေါ်လာတန်160ရာဟုတ်ပြီလားအခုက ဘင်္ဂလားဒေ့ရှ်ကတပြားမှမရဘူးခင်ဗျားတို့အဲ့ဒါမရတော့ဘူးဆိုတဲ့အကြောင်းရုပ်တံကြည့်ရင်ကျွန်တော်ပြလို့ရတယ်နော်မရတော့ဘင်္ဂလားဒေ့ရှ်လုံခြုံရေးဌာနပါစင်လာလာလဲဆိုတော့ဒါဒါအရန်သတိထားတော့ဒါအရခတတ်တော်အတွက်ကျွန်တော်အကြံပေးတာဒီကောင်နေအဲ့ဒီမှာရှိနေတဲ့ဟိုဟိုနိုင်ငံတကာကောင်တွေမပြောဘူးတော့အဲ့ဒီမှာရှိနေတဲ့ရိုးတွေအုပ်စုတွေပေါ့ သူတို့ပြောတာဗမာပြူရတဲ့နီးနဲ့အကုန်ပြန်တွန်းထည့်လိုက်မယ်အဲ့ဒီမှာမြန်မာစစ်တပ်ကလက်နက်ဆင်ပေးမယ်ဘင်္ဂလားဒေ့ရှ်ကလည်းပူပေါင်းပြီးတော့နေရာတစ်ခုကိုရအောင်ပြန်ယူမယ်ဆိုတဲ့အဆင့်လောက်ထိဘင်္ဂလားပြည်ထဲကြီးမှာဆွေးနွေးတာမကြွေးနိုင်တော့ဘူးဒါကိုကျွန်တော်အမှန်ပြောတာဟုတ်ပြီနော်ဒါ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 တိဖို့ကျွန်တော်ပြောတာဒါဘယ်လို defense လို့ကာမလဲပေါ့ ါကိုသိအောင်ကျွန်တော်ပြောပြဘင်္ဂလားဒေ့တစ်နှစ်ကိုတန်း160အခုတပြားမှမရတော့ယူနော့ကဟုတ်လားယူနော့ရဲ့နိုဘယ်ငြိမ်းချမ်းဆုရှင်ကလည်း USA နဲ့အသေးစားချင်းငွေတွေလုတ်ခဲ့တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ပါဗျာဟုတ်ပါလားเนาะ USAID နဲ့အခုအဲ့ဒါမရတော့ဗမာတွေကိုအကုန်ပြန်တွန်းထည့်မယ်ပေါ့ဟုတ်လားခင်ဗျားတို့ပွန့်ပွန့်လင်းလင်းပြောလိုက်မယ်ဗျာ ဘင်္ဂလားဒေ့မှာ အုံပင်ခုတ်ပြီးလှေလှုပ်နေတဲ့အဖွဲ့စီတနေ့ကိုလှေအစင်း340ကိုထုတ်ပြီးတော့လှုပ်နေကြတာဟိုကကျွန်တော်တွေ့ဒါကျွန်တော်အမှန်ပြောပြအုံပင်ကိုခုတ်ပြီးတော့အဲ့လောက်ကိုမြ мян ဆန်ဆန်လှုပ်နေတယ်ဒီဘက်ကိုအကုန်လုံးအုံနဲ့ချင်းနဲ့ပြန်လာမယ်ကဲအာရခတ်တက်တော့ဘာလုပ်မှာဘလို့စီစဉ်မှာဒါကိုသိအောင်ကျွန်တော်ပြောပြလက်ညက်တွေလည်းပါရင်ပါလာတယ် မြန်မာစစ်တပ်ကလည်းပြင်ပြင်းနေအခုတော့ပေါင်းစားတာလေအခုပေါ်ကုန်တယ်လေကိုကျော်မျိုးမင်းတို့ဘာလို့ပြောတာအခုပေါ်ကုန်တော့အဲ့ဒီကောင်ကြီးငြိမ်သွားပြန်လာတာမပြောတော့ပြန်အောင်တက်လာပေါ်ကုန်ပြီလေဟုတ်တယ်မလားဆိုတော့ဒါကိုပြင်ဆင်နိုင်ဖို့အတွက်ကျွန်တော်ပြောတာနောက်တစ်ခုကျွန်တော်ချင်းကောင်းဆောင်တွေကိုလေးစားတယ်ဒေါက်တာဆဆာတို့เนาะအဲ့ဒီဘာလဲဟိုစာမုံးခေါင်တို့โอเคလေးစားတယ်တို့ဘင်္ဂလားက ဒီကောင်တွေကိုလက်နှက်သွားပေးတာကိုလည်းအိန္ဒိယသတင်းမှာဖော်ပြတယ်။ဒါဒါသတင်းမှာရှိပြီလား။ခင်ဗျားတို့ကြိုက်တယ်လို့ပြောသတင်းအတိုင်းပဲကျွန်တော်ခင်ဗျားတို့အိန္ဒိယမှာမိထားတယ်။အခုတရားစွဲထားတယ်။ရှေ့ပြောင်းရခိုင်ကိုတိုက်ဖို့เนาะခင်ဗျားတို့သွားလုပ်တယ်။ခင်ဗျားတို့ ਨੇ ရခိုင်ကအတူတူပခုံးချင်းရှင်ပြီးတော့ကြီးပွားเนาะမွေးဖွားကြီးပြင်းလာကျွန်တော်သိတာကဒါပေမဲ့ခင်ဗျားတို့အဲ့လိုသွားလုပ်တဲ့အတွက်အဲ့လိုသွားလုပ်ရင်အကျိုးမရှိပါဘူး။ ကျွန်တော်အကြံကောင်းပေးချင်ပါတယ်။အဲ့ဒီမှာအခုယူနို့တို့ပြန်တွန်းထည့်မဲ့ကလားတွေကိုနော်ခင်များတို့ဒေတာကိုဥမာတသိန်းလားနှစ်သိန်းလားသုံးသိန်းလားခေါ်သွားလိုက်ပါဗျာ။ခေါ်သွားပြီးတို့ဘဝတွေကိုထူထောင်ပေးလိုက်ပါဗျာ။အဲ့ဒါကဘဒုကူမှာမထိခိုက်ပဲနဲ့အကျိုးရှိပါတယ်။စလိုက်ဖလီယံမုံစာခေါင်နဲ့စာစာတို့သိအောင်ကျွန်တော်ပြောတာပါ။ဒီတိုင်းလက်နဲ့တွေသွားပြီးတော့လူတယောက်နဲ့တယောက်တတ်ဖြတ်သိကြည့် တွေးထွက်တန်ယုံဖြစ်ပြီးတစ်ဖက်ကလည်းပြန်တိုက်ခိုက်ပြီးတစ်ဖက်လည်းတေချာမယ်ဥစ္စာမျိုးတော့ဒေါက်တာဆဆာရောစလိုင်းလျံမုံစာခေါင်တို့ရောခရိယံဘာသာတွေဖြစ်ပါတယ်ပညာတတ်တွေဖြစ်ပါတယ်ဒါမျိုး မစင်စားသင့်ဘူးလို့ညင်ပါတယ်အဲ့ဒီမှာရှိနေတဲ့သူတို့ဘာသူရိုဟင်ဂျာပဲပြောပြောဘင်္ဂလီပဲပြောပြော ခင်များတို့မေတ္တာထားပြီးတော့ခင်များတို့တာဝန်ယူတဲ့ဒေတာမှာတသိန်း၂သိန်း၃သိန်း၄သိန်းအမှရှိတဲ့ဥစ္စာတဝက်လောက်ခင်များတို့ခေါ်ပြီးတော့နေရာချပေးပြီးတော့ပြန်ထူထောင်ပေးလိုက်ပါလားကြာဘာလို့လို့ခင်များတို့လက်နက်တွေခဲရန်နေအဲ့ဒီမှာသွားပေးဖို့လောက်ရတာလဲလို့ဒါကိုပဲကျွန်တော်မေခွန်ထုတ်ရင်းနဲ့ဒီမှာရက်မယ်ကြာအလုံးကျေးဇူးတင်နေကိုရှယ်လေးပါတိတ်အများကြီးမပြောဘူးပြည့်ပြည့်ရောက်ပဲပြောပါလေ 好不拉边啊，今天讲了。